င်္ဂလာပါရှင်မန္တလေးကတိ channel နဲ့ပြန်လည်ကြွဆွန်လာရပါရှင်ကျွန်တော်တို့ channel ကလည်းနောက်ဆက်သွယ်တဲ့များကို channel တွေပြင်စာတက်တက်ဆက်ပြီးတော့မှဖြစ်ပါရှင် AAC Future ဘုချောချောမြန်နိုင်ရှိနေတဲ့အနေအားကိုပုံချက်ပြီးတဘုံမတ်ရမြအပြတ်ချအမြင့်ဖြုတ်ရမည်ဟုကျန်ဖို့ပါတဲ့ Neighbor နဲ့မြေဥက္ကဋ္ဌအမတ်လောင်ဘူလက်လက်ရွှေကကြွေးကြော်ထားကြောင်းသိရပါတယ်။အရခတ်တတော်၏ AAC Future ဘုချောချောမြန်နိုင်ရှိနေတဲ့အနေအားကိုပုံချက်ပြီးတဘုံမတ်ရမြအပြတ်ချအမြင့်ဖြုတ်ရမည်ဖြစ်ကြောင်းကျန်ဖို့ပါတဲ့ Neighbor နဲ့မြေဥက္ကဋ္ဌအမတ်လောင်ဘူလက်လက်ရွှေကကြွေးကြော်ပြောဆိုလိုက်ကြဖြစ်ပါတယ်။နိုဝင်ဘာလ10ရက်နေ့၎င်းရဲ့လူမကွင်ရဲ့စာမျက်နှာကနေတင်ဆက် ထို့သောပြောဆိုလိုက်ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငြိမ်းချမ်းရေးဆွေးနွေးရမယ့်အချိန်မဟုတ်တော့ပင်အပြချရမှာဖြစ်ကြောင်းသဘုံမတည်းများအမြင့်ဖြိုရတော့မှာဖြစ်ကြောင်းငြိမ်းချမ်းရေးစကားပြောဆိုခဲ့ခြင်းမှာများနေပြီဖြစ်ကြောင်းဘူလက်လာရွှေကထို့သောပြောဆိုသွားခဲ့ခြင်းဖြစ်ပါရင်း ကျွန်တော်ကဥလားရွှေဘူးလဲလားရွှေလို့လည်းခေါ်ပါတယ်ကျွန်တော်က KIA မင်းတို့ရွှေလက်နဲ့ခေါ်တော့လာရင်လားမလာလို့ရှိရင်တော့ဘူးလဲလွတ်လိုက်ရမလားလို့လွတ်တော်မှာမေးခွန်းမေးခဲ့တဲ့ကောင်ကျွန်တော်ကနိုင်စာကိုဘုံချက်ကိုလည်းကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲဘဲတပုံမှမဆွေးနွေးဘူးငိမ့်ချင်ရေးဆွေးနွေးပွဲကျွန်တော်မထက်နဲ့ကျွန်တော်ဘက်တော်မှမဆွေးနွေးဘူးစကားပြောတာများနေပြီများနေပြီအပြတ်ချမယ်ကျွန်တော်အမလိုင်းအမလိုင်းထဲမှာပဲပါတယ်ကျွန်တော်ကအပြော့လိုက်မဟုတ်ဘူး ။ဤရောဤရောနဲ့ငဖဲတိုးတိုးမဲ့အထက်မှာကျွန်တော်မပါဘူး။အပြားချမဲ့အဖွက်ချမှာပါတယ်။လာမဲ့အေးအေးတဘုံချုံမြနိုင်ဗနာရှိမလဲရှိတဲ့နေရာဘုံချက်မဲ့အပြက်ချက်မဲ့အမြင့်ဖြုတ်မဲ့ဒါပဲလာမဆွေးနွေးနဲ့ဆွေးနွေးမဲ့အထက်မှာကျွန်တော်မပါဘူးလို့ဘူလလရွှေကပြောဆိုထားပါတယ်။ ဘူလလရွှေတီကျန်းဖူပါတရဲဘူကော်မတီဝင်ဖြစ်ပြီးနေပြည်တော်ကောင်စင်နဲ့မြေဥက္ကဋ္ဌဖြစ်ကပုဘာတူရီမြို့နယ်ပြည်တလတော်ကိုစရလောင်ဖြစ်စည်ရင်တွင်ထားသူလည်းဖြစ်ပါရယ်ရှင်ပြေနေပြည်တော်စည်ရွှေချုပ်ကလေးရခိုင်ပြည်နယ်နဲ့ပလဲဝါမြို့နယ်အတွင်းတည်ရှိနေတဲ့ဘူချုပ်ချုံမြနာရဲ့တီနီယာနဲ့အေအေယုံဌာနချုပ်ကိုစုဆောင်းဖော်ချုပ်ရန်အော်တိုဘလာနောက်ပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ရခိုင်ဒေသစည်ရေးဆိုင်ရာအစည်းအဝေးတွင်ညွှန်ကြားခဲ့တော့နေပြည်တော်စစ်ပေတရရဲ့မြေကပြောဆိုထားဖြစ်ပါရယ်ဆက်လိုက်ပြီးတော့စစ်တွေး စစ်တွေမှာရှိတဲ့စကောင်းစစ်တရင်မှာပြစ်ခတ်ခဲ့တဲ့နဲ့နဲ့ချင်းများကြောင့်ပေါတော့ကအရက်ပါငါဦးပြင်းထန်တဲ့ရရှိခဲ့တဲ့ဆိုရတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်စကောင်းစစ်ထိချုပ်ချောက်ရဲရခိုင်ပြည်စစ်တွေမျိုးရှိအမတ်စနစ်ရဲတရင်မှာပြစ်ခတ်ခဲ့တဲ့နဲ့နဲ့ချင်းများကြောင့်ပေါတော့မျိုးနယ်မှာအရက်ပါငါဦးထိခတ်တဲ့ရရှိခဲ့ကြောင်းအရခတ်ပြည်သူ့ကျန်းမာရေးဌာနမှရင်းနှီးထုတ်ပြန်ချဖြစ်ပါရယ်နိုယင်မလ17ရက်နေ့မွန်တက်စနနာရီခွဲအခြေခတ်တွေစစ်တွေအမတ်စနစ်ရဲတမပေါတော့မျိုးနယ်တရွတ်ကြေးရွာနယ် ပြည်ကျွန်းကျွယ်တို့ကိုစကောင်းစီကလှနေခြင်းများပြားပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။တရွယ်ကျွယ်လန်းခွားစုံအနေတွင်စကောင်းစီလက်နေခြင်းလေးလုံးနဲ့ပြည်ကျွန်းကျွယ်အနေတွင်လက်နေခြင်းနှလုံးကြောင့်ပောက်ကွဲခဲတာဖြစ်ပါတယ်။ချောလက်နေခြင်းများကြောင့်အမျိုးသားလေးဦးနဲ့အမျိုးသမီးတို့စုစုပေါင်းအရက်သားငါးဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီးအသေးစားအလတ်စားဒဏ်ရာရှိသူတချို့လည်းရှိခဲ့သည်ဟုအရခပြည်သူ့ကျန်းမာရေးဌာနကဒိဋ္ဌိထုတ်ပြန်ထားဖြစ်ပါတယ်။ နောက်ဆက်တွဲအခြေအနေနဲ့အသေးစိတ်အခြေအနေများကိုဆက်လက်ထုတ်ပြန်ပေးမည်ကိုအရကပြည်သူ့ကျန်းမာရေးဌာနမှအသိပေးထားပါတယ်။စစ်တွေမြို့တီစကောင်းစစ်ထိန်ချုပ်ထားတဲ့မြို့ဖြစ်ပြီးပေါတော်မြို့နယ်တီအရကတတော်ရေးထိန်ချုပ်ထားတဲ့မြို့ဖြစ်ပါရင်စစ်တွေမြို့ရှိအမတ်စနစ်ရဲတပ်ရင်းမှာရခိုင်ကရတခွေရင်များသာတဆွေနေထိုက်ခဲ့တော်လည်းပဲ2023တကြော့ပြတိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်သားအများပြားလက်နေကြီးများဖြင့်သစင်ကစစ်သားနဲ့ရဲပူပေါင်းထိုင်တဲ့တရင်ကြီးတစ်ခုလည်းဖြစ်ကြောင်းသိရှိရပါတယ်။ စကောင်းစီတီအော်တိုဘန်29ရက်နေ့မှနှိုးရမလာ9ရက်အထိ10ရက်တွင်မှာပဲပုံနာကျွတ်ရှိတဲ့တောင်ပေါတော့စစ်တွေ6ဖြူနဲ့မင်းပြမျိုးတို့ကိုလေးချောင်းပုတ်ကျတက်ခတ်ခဲ့ခြင်းအနေချင်းများပြစ်ခတ်ခြင်းနဲ့တရုံများဖြင့်ပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်ပါရယ်ချိုးတက်ခတ်မှု10ရက်အတွင်းမှာကလေးငယ်များအမျိုးသမီးများအပါအဝင်ရတပီတူ20ဦးတိစုံခဲ့ပြီး48ဦးတိခတ်တရားရှိခဲ့ကြောင်းသိရှိရပါရယ် ဆက်လက်ပြီးတော့နှွေဦးတော်နဲ့ရေကူမီပြီးနိုင်ငံရဲ့အကျိုးများဘယ်သူတွေရောက်သွားတယ်လဲဆိုတဲ့သတင်းဆောင်ပါကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နှွေဦးတော်ရဲ့အဆုများကိုအမိတဲ့ပြပြီးနိုင်ငံရဲ့အကျိုးအမြတ်ဘယ်သူတွေရောက်သွားတယ်လဲဆိုတဲ့အပေါ်မှာစီးရင်နိုင်ငံရဲ့အခက်အခဲများအကြောင်းသုံးသပ်ဆွေးနွေးမှုတွေလည်းရှိလို့နေခဲ့လည်းဖြစ်ပါတယ်။ 2021ခုနှစ်နောက်ပိုင်းနိုင်ငံရဲ့အပြောင်းအလဲဖြစ်ပြီးရနောက်ပေါ်ချလာခဲ့တဲ့ပြည်ထောင်ကာကွယ်ရေးတပ်ဖွဲ့ပြည်ရဲများတီးပိုင်းတော်လက်နက်ကအဖွဲ့အစည်း EOA တွင်လည်းပူပေါင်းပြီးမြန်မာတပ်မတော်ကိုတိုက်ပွဲဖော်ဆောင်ရရှိပါတယ်ထို့သို့တိုက်ပွဲဖော်ဆောင်ကြတွင် EOA ပြည်ရဲပူပေါင်းတပ်ဖွဲ့များမှနေပြည်များတိမ့်ပတ်ရရှိခဲ့တော်လည်းပဲဂျောင်းဝင်စစ်စစ်မှုများကြောင့်တွေ့ဆုံဆွေးနွေးရတွင်မြန်မာတပ်မတော်နဲ့ EOA တို့သားသဘောတူညီချက်များရရှိခဲ့ပြီးတိမ့်ပတ်ရရှိထားတဲ့မြို့များကိုပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ် EOA တို့ဒီလက်နက်ကလှုပ်ရှားတဲ့အင်အားစုများပြားကို PDF များစီ ီကနေရလိုက်ခြင်းဖြစ်ကြောင်းချိုကင်းခြင်းများ၌အမတ်တကယ်အင်အားဆုံးရှုံးမှုထိခိုက်နေနာမှုများပေါ်မူတီက EOA နဲ့ PDF မိသူတို့နိုင်ငံရေးအများရတလဲဆိုတာကိုမြင်နိုင်ကြောင်းတင်နဂါမဟာပြူဟာလေလာရဲ့အဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးသိန်းချောင်းက CNN တင်ဌာနထုတ်ပြန်ဆိုထားပါတယ်။ ၎င်းကတော့ဘာကြောင့်လဲဆိုတော့ EOA တွေကငကိုကရက်ကတိတ်အတိလောက်အထိလှုပ်ရှားနိုင်တာမရှိပါဘူးပြောရရင်တော့တက်ခတ်ရင်အားစုပေါ်လေးလက်နဲ့ကန်ပြီးတော့လက်နဲ့ကန်လှုပ်ရှားမှုလုပ်မဲ့အင်အားစုတော်တော်များများကို PDF တွေစီကနေသူတို့ရှားလိုက်ကြတယ်အဲ့ဒီတော့နောက်ဆုံးမှ PDF တွေကသူတို့လိုချင်တဲ့အရာလည်းမရဘူးမရတဲ့အချက်ကလှုပ်ရှားမှုအရန်ခက်ခဲသွားတဲ့အချိန်မှာနောက်ဆုံးတော့ဘာဖြစ်သွားသလဲဆိုတော့အရန်ကိုအတာရသွားတာပေါ့အတာစီးရတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတာ EOA တွေပဲကြည်ပြီးကြံခဲ့တယ် PDF တွေကဘာမှအတလောက်ထိလုပ်နိုင်စွမ်းမရှိခဲ့ဘူးပေါ့ အဲ့ဒါကတော့အခုလောလောဆယ်ကျွန်တော်တို့မြင်နေရတဲ့အချိန်မှာတွေ့ပြီးသားကိစ္စရတွေဖြစ်သွားတာပေါ့တို့ဘယ်လောက်ထိလုံနိုင်တယ်မလုံနိုင်ဘူးဆိုတာအလုံးသိတဲ့အတိုင်းပါပဲနောက်ပြီးတော့တို့ရဲ့ပူပေါင်းမှုဘယ်လောက်စင်ပြေတယ်မပြေဘူးဆိုတဲ့ကျွန်တော်တို့မြင်နေရတာပဲလေအဲ့ဒီတော့တကယ်တမ်းဘယ်သူကအင်အားစုတွေဆုံးရှုံးတယ်လဲဘယ်လောက်ထိကိုယ်မှာထိခိုက်နေတာမျိုးတွေဖြစ်တယ်လဲဆိုတာကြည့်ရင်တော့သိတာတာပေါ့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ EU အမြတ်ရသလား PDF တွေအမြတ်ရသလားဆိုတော့အလုံးမြင်နိုင်ကြပါလိမ့်မယ်လို့၎င်းပြောဆိုထားခဲ့လက်ဖြစ်ပါရင်း 2025ခုနှစ်အောက်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့က TLE နဲ့တတူတွစ်ဆုံဆွေးနွေးမှုရအပြစ်ခရဆွေးရတဘောတူလက်မှတ်ရထုတ်ပြီးမိုးကုတ်နဲ့မိုးမိတ်မှလည်းဆုတ်ခွင့်မျိုးဟု TLE ကထုတ်ပြန်ထားဖြစ်ပါရယ် ထို့သောကျင်းရခဲ့ပြီးနောက်ရှမ်းမန်းနယ်ဆက်စည်အခြေအနေများရှုပ်ထွေးနေပြီးမျိုးကြောင့်လည်းကလာအတွင်သိမ်းယူခဲ့တဲ့ထိန်ချုပ်နယ်မြေများအားအလွဲတကူလက်လွတ်ရမရှိကြောင်း MJ1 PDF ကချုပ်ဖို့ပြောဆိုထားပြပောင်းရင်းတိုင်းဒါနဲ့လည်းကံများတဲ့လကောင်ရီယာဒေတာပြည်နယ်များနဲ့လူမျိုးလူမျိုးရဲ့အဓိကဖြစ်တဲ့အတွက်နိုင်ငံရေးတဘောတူညီချက်ရယူရတဲ့လကောင်ရီဒေတာခိုင်မာရေးကိုအာသာသွားတဲ့ထိန်ချုပ်တရုတ်မြန်မာအရေးလိလတုတ်တူဒေါက်တာလာကျော်စောက CNN တင်ဌာနထုတ်ပြောဆိုထားပြပောင်းရင်းတို့တော့မျိုးကြောင့်လည်းရေးပေါ်များစုတည်တဲ့တိုင်းဒါနဲ့လည်းကံအဖွဲ့များရဲ့အကျက်တဲ့ အပေါ်မှာလာနိုင်မှုရှိပြီဟုထင်ကြောင်း၎င်းပြောဆိုထားဖြစ်ပါရည်ဒေါက်တာလာကျော်စောကတော့တိုင်းတာလည်းနဲ့ကန်အဖွဲ့ကြီးဟာမြေပုံကိုကြည့်ကြည့်ပြီးတော့အကုန်လုံးကတရုတ်နဲ့အနေချက်ဆက်ထိဆက်နေတာချိပဲအဲ့ဒီတော့တရုတ်ကဖိအားဆိုတာထက်တရုတ်ကမျက်လုံးပေါ်တော့ဥမာအပြစ်ခံရရင် ဘောရာဂိတ်တွေဖွင့်ပေးရမယ်စီပွားရေးအသွာလာတွေ MND အစွေနော်တေဝအများကြီးဖွင့်ပေးထားတာပဲဖွင့်ပေးပြီးသားသူတို့ဘက်က၆ပန်းတွေပါတယ်အများကြီးအကူအညီပေးထားတယ်လေဒါကြောင့် MND အစွေသူတို့အနေနဲ့ data ကောင်းတွေကိုသူတို့ကောက်ကောင်းတည်ဆောက်နိုင်တာကိုဖြစ်ကြောင်းကိုအဲ့ဒီတော့ပိုင်းရင်သားအဖွဲ့အစည်းတွေအနေနဲ့ကဗမာပြည်ကိုစေတနာမချတော့မဟုတ်ပါဘူးတပီလုံးထဲသူတို့ကသူ့ရဲ့ data လေးသူ့ရဲ့ပြည်နယ်လေးသူမဟုတ်သူ့ရဲ့လူမျိုးလေး လွတ်မြောက်ရေးကအဓိကဖြစ်နေတာကိုအဲ့ဒီတော့သူတို့ကဂျာနယ်ပဲခြေနဲ့ပြီးသူ့ရဲ့ data တွေတင်ရအောင်သူ့ရဲ့ data တွေခိုင်မာအောင်ဂျာတွေကိုပို့ပြီးတော့အားသာသွားတဲ့ချင်ပါတယ်ပြီးတဲ့တော့ဘာလို့လဲကျွန်တော်တို့အားလုံးနားလည်ပေးတယ်လေဒီဖက်ကနေတော့နေရေးကရေဘော်တွေတော်တော်များများကလည်းနိုင်ငံတော်အဖွဲ့တွေရဲ့အခက်ခဲအကျက်တဲ့တွေကိုနားလည်ပေးကြတော့အားလည်းမှုရှိကြမယ်ထင်ပါတယ်ဒီလိုပြောလို့အစစအရဆင်ပြေတော့ဟုတ်ချင်မှဟုတ်မှာပေါ့ပဋိပက္ခလေးတွေပို့တိုက်မှုလေးတွေတော့ရှိနိုင်ပါတယ်လို့တကောင်ပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ် တည်တုံညာနေခွဆစ်စင်ရဲ့အတွင်းတိုင်ပန်ရရှိထားတဲ့မြို့များထက်လာရှုမြို့အားကိုကန်တာ MNDA မှမြန်မာတပ်မတော်ချန်ပီယံလည်းလွဲပြောင်းပေးအလိုက်ရကြတဲ့ကတခြားမြို့များမှာလည်းပြန်ပေးရနိုင်ဖွယ်ရှိနေကြောင်းစီးရင်နဲ့နိုင်ငံရေးကိစ္စများကတုံ့တက်ခဲ့ကြတယ်ဖြစ်ပါရယ် ထွန်းဟောင်း KNA ဒီကချေပင်းနဲ့စကိုင်းတန်းဒေတာအတွင်းမှာ PDF များရဲ့အင်အားကိုအသုံးပြုပြီးမြန်မာတမရော်ရဲ့စစ်ကမ်းများနဲ့မြို့များကိုတိမ်ပိုက်ထိန်းချုပ်ခဲ့တာလည်းဖြစ်ပါရယ်။သို့သော KNA ဒီမြန်မာတမရော်နဲ့ငြိမ်းချမ်းရေးဆွေးနွေးရအတွက်လျှို့အပ်ချေဆင်းနေခြင်းကြောင့်တဘောတူညီချက်ရရှိသွားကပါက PDF များရဲ့အနေထားမှာလည်းတမျိုးတဖို့အပြောင်းလဲဖြစ်သွားပြီးဟိုစီးရင်တဲ့နိုင်ငံရေးအကဲခဲများကခြောက်ပြတ်ခဲ့ကြတာလည်းဖြစ်ပါရယ်။အပင်နာစင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။